ตาတစ်ဖက်ကန်းကိုရောက်သွားတဲ့သူဆိုတာဘုစုကိုပြောတာယဟန္တာပုဂ္ဂိုလ်ကိုပြောတာတဲ့အဲ့ဒါဒီပင်ဘုရားဘာသာရဲ့ပန်းနိုင်မယ်နောက်ဆုံးနိဗ္ဗာန်ထိရောက်အောင်သွားဖို့မလိုဘူးလားမလိုပါဘူးခင်ဗျာလိုတယ်အဲ့လိုဆိုတော့လောကထဲမှာသွားပြီးတော့ကြီးလိုက်ရင်ဒီလူမျိုး၄မျိုးလောကထဲမှာမရှိဘူးလားအေးရှေ့ဆုံးကကြီးလိုက်တဲ့အစုံကိုသွားတဲ့သူကိုသွားပြီးတော့ကြီးလိုက်ရင် သူ့မှာလည်းပဲဘာတရားမှဒုသူတော်စင်များမရှိဘူးသိအောင်လည်းမလုပ်ဘူးသိလည်းမသိဘူးဘာသာရေးနဲ့ပတ်သက်လို့လည်းလုံးဝမလုပ်ဘူးဆိုတော့အဲ့ဒီပုဂ္ဂိုလ်ဒီတန်တရာထဲမှာတလဲလဲမဖြစ်နိုင်ဘူးလားအဲဖြစ်နိုင်တယ်တဲ့အေးအဲ့လိုဆိုတော့ဒီနေရာမှာသူတို့စုံနေစုံနေဆိုတော့အဲ့ဒီစုံခြင်းရဲ့အကြောင်းကိုလည်းပဲသိရမယ်တဲ့ဘာလို့စုံတာလဲအစုံကိုဘာလို့သွားတာလဲ ဘာလို့ဟိုးနောက်ဆုံးဖြစ်တဲ့အပေတိဒီပုဂ္ဂိုလ်ကစုံဆင်းသွားနိုင်တာလေလို့ပြောရင်စုံခြင်းရဲ့အကြောင်းနှစ်ပါးရှိတယ်တဲ့ပြောကြည့်ပါဦးစုံခြင်းရဲ့အကြောင်းနှစ်ပါးရှိတယ်အဲ့ဒါကဘာလဲပြောတော့နံပါတ်1ကကာမဂုဏ်အာယုံများကိုလိုက်စားခြင်းတဲ့ပြောကြည့်ပါဦးကာမဂုဏ်အာယုံများကိုလိုက်စားခြင်းကာမဂုဏ်နဲ့ပဲပြောနေတာတဲ့ကာမဂုဏ်ဆိုတာက တို့သူတော်စင်များအာယုံနေမရှိဘူးလားအာယုံ၅ပါးရှိတယ်ရူပါယုံသတ္တါယုံခန္ဓာယုံရတ္တယုံခွဋ္ဌပါယုံဘယ်နှမျိုးလဲအဲ့ဒီ၅မျိုးနဲ့ပဲ तू ကအချိန်ကုန်နေတယ်ရူပါယုံဆိုရင်အေးသက်ရှိလှလှပပလည်းပဲရလိုက်ခြင်းသာပဲအေးသက်မဲ့လှလှပပလည်းပဲရလိုက်ခြင်းသာပဲ ဘယ်ဟာကြည့်ကြည့်သူ့ရဲ့ဒီရကျင်တဲ့စိတ်တွေအမြဲတမ်းလွှမ်းမိုးပြီးတော့နေတယ်တစ်ခုပြီးတစ်ခုရကျင်တယ်တစ်ခုပြီးတစ်ခုရနေတယ်ခံစားနေရတယ်အေးဒီရူပါယုံနဲ့ပတ်သက်လို့သူအားရတယ်ကိုမရှိဘူးအဲ့ဒါမျိုးဖြစ်ပြီးတော့ရူပါယုံကိုနှစ်နှစ်ကာကလိုက်စားသူတွေရှိသလားမရှိဘူးလားရှိတယ်တချို့ကကြတော့တတ္တာယုံသမားတွေဘာသမားတွေတတ္တာယုံသမားတွေဆိုတာအတန်နဲ့ပတ်သက်ပြီးတော့ဟာဘယ်အတန်မျိုးတို့ကကြိုက်တာ ဘယ်တချင်းမျိုးကိုကြိုက်တာဘယ်လိုမျိုးကိုကြိုက်တာဆိုပြီးတော့အဲ့ဒါနဲ့ပဲတလျှောက်လုံးနေသွားပြီးတော့ဘာမှထွေထွေထူးထူးကုသိုလ်ကောင်းမှုဆိုတာလုပ်သွားတာမရှိဘူးတဲ့အဲ့ဒါမျိုးကာမဂုဏ်နဲ့ပျော်တာလဲရှိသလားမရှိဘူးလားချို့ကရူပါယုံနဲ့ပျော်တာတချို့ကဘာနဲ့ပျော်တာသတ္တာယုံနဲ့ပျော်တာတချို့ကကြတော့ဘာနဲ့ပျော်တယ်လဲဆိုတော့ဂန္ဓာယုံနဲ့ပျော်တယ်တဲ့အနတ်နဲ့ပျော်တာဘာနဲ့လဲ အနတ်နဲ့ဒုသူတော်စင်များအနတ်ဆိုတော့ဒုကဘယ်လိုအနတ်လေးတွေဘယ်လိုအနတ်လေးတွေဆိုရင်ငါကသဘောကျတယ်ဘယ်အနတ်ကိုသဘောကျတယ်ဘယ်အနတ်ကိုတော့သဘောမကျဘူးဒါမျိုးတွေမရှိဘူးလားအဲ့ဒါတွေနဲ့ကြည်တယ်ပဲသူ့စိတ်ကသန်နေပြီးဒီပေါ်မှာပဲပျော်နေတယ်အဲ့ဒီပုံကိုယ်တည်လည်းပဲဒုသူတော်စင်များတန်တရာလွတ်ဖို့လွယ်ရဲ့လားတန်တရာလွတ်ဖို့ဆိုတာဝေးပဲအဲ့ဒါကြောင့်မို့တချို့ကရူပါယုံနဲ့ပျော်တယ်တချို့ကတတ္ထာယုံနဲ့ပျော်တယ်တချို့ကဂန္ဓာယုံနဲ့ပျော်တယ် တချို့ကဘာနဲ့ပြောရတ္တယုံနဲ့ပြောတယ်အစားတောက်နဲ့တချို့ကပြောတယ်အချိုလေးမှ အချင်းလေးမှဘလူလေးမှဘဲဟင်းလေးမှဘဲအစားတောက်မျိုးမှအဲ့ဒါမျိုးအစားတောက်ကိုသိပြီးတော့တက်မှတ်တာဒါမျိုးတွေလည်းမရှိဘူးလားအဲ့ဒီဘက်မှာပဲပြောနေတယ်ဘာကုသိုလ်ကောင်းမှုလုပ်ဖို့မှခေါင်းထဲမှာမရှိဘူးဘာသာရေးနဲ့ပတ်သက်လို့ဘယ်လိုသိအောင်လေးလုပ်လိုက်မယ်ဆိုတဲ့အသည့်ဘာမှမရှိဘဲနဲ့နေနေတဲ့သူတွေလောကမှာမရှိဘူးလား ရှိတယ်အဲ့ဒါကြောင့်တချို့ကရူပါယုံနဲ့ပြောတယ်တချို့ကသတ္တာယုံနဲ့ပြောတယ်တချို့ကခန္ဓာယုံနဲ့ပြောတယ်ချို့ကရတ္တယုံနဲ့ပြောတယ်တချို့ကအတွေ့အထိနဲ့ပြောတယ်တဲ့ဘာနဲ့ပြောတာအတွေ့အထိနဲ့ပြောတာအတွေ့အထိကောင်းကောင်းလေးတွေသူရနေရင်အဲ့ဒီအတွေ့အထိနဲ့ဒုသူတော်စင်များတချို့ကကာမဂုဏ်အတွေ့အထိမရှိဘူးလားအဲ့ဒီအတွေ့အထိနဲ့ပြောနေတဲ့ပုဂ္ဂိုလ်သွားပြီးတော့ကြည့်လိုက်ရင်လေဒီကာမဂုဏ်ဘက်ပဲသူစိတ်ထဲမှာရှိတယ် တမျိုးပြီးတမျိုးလိုက်စားခြင်းနဲ့စိတ်ပဲရှိနေတယ်ထိမ့်ချုံနိုင်တဲ့စွမ်းအားသူ့မှာရှိရလားမရှိဘူးအဲ့ဒါမျိုးဖြစ်ပြီးတော့လောကမှာလူပွေတို့လူရှုပ်တို့အမျိုးသားရောအမျိုးသမီးရောဒါမျိုးတွေမရှိဘူးလားအဲ့ဒီဘက်မှာပြုံမွေ့သွားပြီးတော့ကုသိုလ်လုပ်ဖို့ရာဘာမှစိတ်ထဲမှာမရှိရအဲ့ဒီပုဂ္ဂိုလ်သည်စုံနေတာလားဆန်းနေတာလားစုံနေတာပဲအဲ့ဒါစုံရခြင်းရဲ့အကြောင်းလေးမှာ အန္တဘာလဘုသူဇဉ်ဖြစ်ကြတဲ့ပုဂ္ဂိုလ်များဘာလို့အစုံကိုသွားနေတာလဲပြောရင်ကာမဂုဏ်မှာပျော်နေလို့ဘယ်မှာပျော်နေလို့ကာမဂုဏ်မှာပျော်နေလို့အဲ့ဒါကြောင့်မို့ဒုသူရောဇဉ်များခုလောကလူသားရဲ့ဘဝကြည့်ရင်ကာမဂုဏ်နေနဲ့နေကြတာမရှိဘူးလားအေးရူပါယုံနဲ့နေတယ်တန်ဒီလဲနားထောင်တာပဲဒီဘက်ကအနတ်လဲဒီရနေတာပဲအစားတောက်လဲစားနေတာပဲအတွေ့အထိလဲရှိနေတာဒါပေမဲ့ဒီလုပ်ငန်းစဉ်နေတဲ့ ကိုဘဝကိုပုံအပ်ထားတာမဟုတ်ဖဲနဲ့တစ်ဖက်ကထိုးဖောက်ပြီးတော့ဘာသာရေးတက်နိုင်သမျှစွန့်နိုင်သမျှလုပ်ဖို့မလိုဘူးလားဘာသာရေးနဲ့ပတ်သက်လို့စာပေလေးတွေဖတ်မယ်ဘာသာရေးနဲ့ပတ်သက်လို့ကိုယ့်ရဲ့စိတ်ဓာတ်လေးတွေငြိမ်းချမ်းရငြိမ်းချမ်းချောင်းလေးတွေရှားဖွေမယ်လုပ်လို့မရဘူးလားအဲ့ဒါမျိုးလေးတွေတစ်ဖက်တစ်လမ်းကလည်းလုပ်ရအဲ့ဒါမျိုးဘာမှမလုပ်ဖဲနဲ့ဒီကာမဂုဏ်၅မျိုးကိုပဲတစ်မျိုးပြီးတစ်မျိုးပတ်ပြီးတော့ခံစားနေရင် အဲ့ဒီပုဂ္ဂိုလ်ဒီဘာသမားလဲအစုံသမားသူစုံနေရတာဒီအဲ့ဒီကာမဂုံကြောင့်စုံနေရတာတဲ့ဘာကြောင့်စုံနေရတာအေးအဲ့ဒါကာမဂုံကိုခံစားလို့စုံနေရတယ်နောက်နံပါတ်2ကကြတော့မကောင်းမှုအကုသိုလ်တို့ကို ပြုလုပ်ခြင်းတဲ့ပြောကြည့်ပါမကောင်းမှုအကုသိုလ်တို့ကိုပြုလုပ်ခြင်းစုံရခြင်းရဲ့အကြောင်းထဲမှာနံပါတ်1ကကာမဂုံခံစားခြင်း နံပါတ်2ကမကောင်းမှုအကုသိုလ်ကိုပြုလုပ်ခြင်းတဲ့ပြောကြည့်ပါမကောင်းမှုအကုသိုလ်ကိုပြုလုပ်ခြင်းအေးမကောင်းမှုအကုသိုလ်ကတော့ခဏခဏလဲပြောဒုသူရောဇင်တို့လဲသိနေလိမ့်မယ်မကောင်းမှုလုပ်တာဒီ3မျိုးနဲ့လုပ်နေကြတာဘယ်နှမျိုးနဲ့3မျိုးနဲ့လုပ်တယ်ကာယကံနဲ့လုပ်တယ်ဝစီကံနဲ့လုပ်တယ်မနောကံနဲ့လုပ်တယ်ကာယကံနဲ့လုပ်တယ်ဆိုတာဥစဉ်တို့ဒီခန္ဓာကိုယ်ကြီးကိုအသုံးချပြီးတော့မကောင်းမှုလုပ်တာကိုပြောတာ ခန္ဓာကိုယ်ကိုအသုံးချပြီးတော့လုပ်တဲ့မကောင်းမှုကအများသိတဲ့အတိုင်းဘယ်နှမျိုးရှိလဲ၃မျိုးရှိတယ်ဘယ်နှမျိုး၃မျိုးရှိတယ်သက်ဖြဲနှိပ်စက်ညင်မှန်ညင်ပြောကြည့်ပါသက်ဖြဲနှိပ်စက်ညင်မှန်ညင်အေးတရိစ္ဆာန်လေးတွေကိုတတ်တယ်နှိပ်စက်တယ်ညင်မှန်တယ်လူသားချင်းချင်းကိုနှိပ်စက်တယ်ညင်မှန်တယ်တတ်တယ်အဲ့ဒီပုဂ္ဂိုလ်ဒီစုံနေတာလားဆန်းနေတာလား အဲစုံမဲ့အလုပ်တွေကိုသူလုပ်နေတာဘယ်တော့မှအဲ့ဒီပုဂ္ဂိုလ်လွတ်မှာမဟုတ်ဘူးဟုတ်တယ်မို့လားအဲ့ဒါကာယကံနဲ့လုပ်တဲ့အကုသိုလ်နောက်နံပါတ်2ကိုကြည့်လို့ရှင်ရင်သူတစ်ပါးပစ္စည်းခိုးယူခြင်းတဲ့ပြောကြည့်ပါသူတစ်ပါးပစ္စည်းခိုးယူခြင်းအေးသူတစ်ပါးပစ္စည်းကိုတို့သူတော်စင်များလူသားတည်သူပဲဖြစ်ဖြစ်ကိုပဲဖြစ်ဖြစ်ကိုပိုင်တဲ့ပစ္စည်းကိုတတ်မှတ်တွေ့တာကြတဲ့ပုဂ္ဂိုလ်ကြီးတယ်ပဲအဲ့ဒီသူပစ္စည်းကိုသွားပြီးတော့ ကိုကနေခိုးလိုက်မယ်ဟွက်လိုက်မယ်ဆိုရင် तू စိတ်ချမ်းသာနိုင်သေးလားစိတ်မချမ်းသာနိုင်တော့ဘူးဒီဟာနဲ့တင်တနှုတ်နှုတ်ဖြစ်ရအဲ့ဒီမကောင်းမှုအကုသိုလ်ကိုလှုပ်ရင်ဒုသူတော်စင်များအဲ့ဒီပုဂ္ဂိုလ်သည် तू ဘာလှုပ်တာလဲပြောတော့စုံရစုံချောင်း तू လှုပ်လိုက်တာပဲအဲ့ဒါကြောင့်သက်ဖြက်နှိမ့်သက်ညှဉ်းပန်းတာရဲ့သူတော်ဘာပစ္စည်းခိုးတာရဲ့နောက်နံပါတ်3ကျတော့သူတော်ဘာသာမယာပြတ်မစော်ကားခြင်းတဲ့ပြောကြည့်ပါ သူတော်ဘာသာမယာပြစ်မာစော်ကားခြင်းအေးသူတော်ဘာသာမယာပြစ်မာတယ်စော်ကားတယ်အခုဒီခေတ်သေးမှာကြည်ကြည်ရင်ကြောက်စရာမကောင်းဘူးလားအေးကြောက်စရာကောင်းတာတွေအများကြီးရှိတယ်နော်အာရမတွေအများကြီးဖြစ်လာကြတယ်အာရမလွန်ကျူးတာတွေဖြစ်လာကြတယ်အရွယ်မရောက်တဲ့ကလေးတွေကစအာရမတွေလွန်ကျူးလာကြတယ်ဒါသည်ဘာလဲပြောရင်ဥစဉ်တို့နိုင်ငံတွေတကယ်တမ်းကတော့ developed country မဟုတ်ဘဲနဲ့ developing country ဖြစ်နေတာနော် တိုးတက်ဆဲနိုင်ငံတိုးတက်ပြီးမဟုတ်ဘူးပေါ့တိုးတက်ဆဲဆိုတဲ့အခါကျတော့ technology ဘိုင်းတွေအများကြီးလောကထဲဝင်လာကြတယ်အဲ့ဒါမျိုး technology တွေအများကြီးဝင်လာတော့လွယ်လွယ်ကူကူနဲ့တယ်တို့သူတော်စင်များနော်ကောင်းနာရောမကောင်းနာရောဒီခေတ်မှာလွယ်လွယ်ကူကူနဲ့လုပ်လို့မရဘူးလားဥပမာအဖြစ် internet ချိတ်ထားတယ်ပဲထား internet ကိုအကြောင်းပြုပြီးတော့ကိုသုံးမယ်ဆိုရင်တကယ် HP တစ်ပါစင်တယောက် ဖြစ်အောင်လုပ်လို့လည်းရတယ်။တကယ် religious person ဖြစ်အောင်လည်းလုပ်လို့ရတယ်။ဘာသာရေးသမားကောင်းကောင်းဖြစ်အောင်လုပ်လို့လည်းရတယ်။ပညာရေးသမားကောင်းကောင်းဖြစ်အောင်လုပ်လို့လည်းရတယ်။အဲ့ဒီ internet ကို သုံးပြီးတော့တို့သူတို့စင်များကိုမသိသေးတဲ့အကြောင်းအရာလေးတွေလိုက်ပြီးတော့အာသိပ္ပံဝါဒနာပိုင်းလည်းသိပ္ပံနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအေးကျန်တဲ့အကြောင်းအရာတွေသိပညာဆိုရင်လည်းသိပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအဲဒီအကြောင်းအရာတွေကို internet မှာလွယ်တကူမရနိုင်ဘူးလားရနိုင်တယ် အဲ့ဒါမျိုးပညာပိုင်းတွေရနိုင်တယ်လို့ဘာသာရေးပိုင်းလည်းပဲအလွယ်တကူရနိုင်သီလအကြောင်းရကျင်သလားဒုတိယဇင်များရိုးရိုးကိုယ့်ဘက်ကိုအာတီကယ်လေးတွေယူကျင်သလားဓမ္မမွေရင် PDF ဖိုင်နဲ့ရကျင်သလား PDF ဖိုင်နဲ့ရကျင်တယ်ဆိုရင်လည်းပဲစာလေးသာအတော်သင့်ရိုက်ထည့်လိုက်နော် PDF of morality ပေါ့ and buddhism ဘုရားဘာသာမှာလာရှိတဲ့သီလ PDF ဖိုင်ရကျင်တယ်ဆိုရင်ရိုက်တာထည့်လိုက်အဲဒီထဲမှာ PDF ဖိုင်မှာနော်အများကြီးပါပြုတ်ကြလာလေ အဲ့ဒါကိုကိုကနေပြီးတော့ download လုပ်မယ်လုပ်ထားပြီးတော့ကိုကကို file လေးတွဲထားပြီးတော့သီလအကြောင်းဖတ်ကြည့်လို့မရဘူးလားရတယ်နော်တရားအထုတ်နေစနစ်တွေရကျင်တယ်ဆိုရင်လည်းပဲအတူတူပဲ how to take meditation in buddhism ကိုကဒီထဲမှာ buddhism နဲ့မှလည်းထေရဝါဒရကျင်တယ်ဆိုရင် how to take meditation in ထေရဝါဒ buddhism ရိုက်ထည့်လိုက်လို့ရှင်ထေရဝါဒဘုရားဘာသာရဲ့တရားအထုတ်နေစနစ်တွေဒီကထဲမှာအလွယ်တကူ internet ကနေ download လုပ်ပြီးကြည့်လို့မရဘူးလားဒီခေတ်မှာအလွယ်တကူရတယ် တဖက်ကအဲ့ဓာရီရသလိုတို့သူတော်စင်များပျက်စီးရပျက်စီးချောင်းတွေလည်းအများကြီးမရှိဘူးလားအဲ့ဒီမှာသွားပြီးတော့ကြီးလိုက်လို့ရှင်ရင်စုံနေအောင်မယ်ဇက်ကားတွေတင်ထိုင်းလဲကောင်းတဲ့ကားရောမကောင်းတဲ့ကားရောတို့မျိုးစုံတင်တာတွေမရှိဘူးလားအဲ့ဓာမျိုးတွေဖြစ်ပြီးတော့ဓာရီကိုလမ်းလွဲပြီးတော့လိုက်စားမယ်ဆိုရင် developing country သမားတွေဒီပြဿနာအများကြီးတက်เสียရှိတယ်ဟုတ်တယ်မို့လား ပြဿနာတွေအများကြီးတက်ပြီးတော့အခုအာရမမှုတွေဖြစ်တယ်လူသက်မှုတွေဖြစ်တယ်ဆိုတာချို့ကားခိုးမှုတွေဘာမှမဟုတ်ဘဲနဲ့သူတို့ဘာကိုနှုတ်ဥစဉ်တို့ဒီမန္တလေးဖြစ်သွားတာကိုပဲကြည့်ကြည့်ပေါ့ဘာမှမဟုတ်ဘဲနဲ့ဂျုံတောင်းကနေပြီးတော့ဟိုဆိုင်ကယ်စီးပြီးနောက်ကလာတဲ့လူကိုဓာတ်နဲ့လိုက်လိုက်ခုတ်တာတွေပဲကြည့်ကြည့်ပေါ့အဲ့ဒီပြဿနာမျိုးတွေဆိုတာဒါအင်တာနက်တွေမှာတို့သူတော်စင်များအေးတို့လောက်ကြတဲ့နင်ကြာတွေကိုချို့ကြည့်တယ်ချို့ကလူစိုးကိုင်းတွေကိုအတုခိုးပြီးတော့ကြည့်တယ် အဲ့ဒါမျိုးကြည့်ပြီးတော့သွားပြီးတော့အကောင့်ထဲပေါ်တယ်လမ်းလွဲမယ်ဆိုရင်လည်းလွဲစရာတွေဒီကဲထဲမှာအများကြီးမရှိဘူးလားဘာပဲပြောပြောဒုသူတော်စင်များကတော့ကာမဂုဏ်နဲ့ပတ်သက်ပြီးတော့လွန်လွန်ကျူးကျူးအဆင့်ထိမဖြစ်အောင်သူတော်ဘာသမယာတွေနဲ့ပတ်သက်ပြီးထိမ့်သိမ့်မှုလိုသလားမလိုလားလိုတယ်အဲ့ဒါကာယကံနဲ့လွန်ကျူးတဲ့ဒါအကုသို့၃မျိုးတက်ဖြတ်နှိမ့်ဆက်ညင်မှန်ခြင်းသူတော်ဘာပစ္စည်းကိုခိုးယူခြင်း သူတော်ဘာသမယာကိုပြစ်မှတော်ကားခြင်းအဲ့ဒါဒီကာယကံဘောဒီအရှင်နဲ့လွန်ကျူးတဲ့အကုသို့၃မျိုးတဲ့နောက်တစ်ခုကဘာပဲ action မိုင်းပေါ့ဒီနှုတ်ဝစီနဲ့လည်းပဲအကုသို့လွန်ကျူးတာတွေရှိတယ်နှုတ်ကလည်းပဲကောင်းတာပြောလည်းပဲမရဘူးလားကောင်းတာလေးတွေပြောလည်းရတယ်မကောင်းတာတွေပြောလည်းမရဘူးလားရတယ်ဒီနေရာမှာဖယားရှင်ကိုရောမြတ်ကမကောင်းတာတွေပြောပြီးတော့အကုသို့ဖြစ်မှာစိုးတဲ့အတွက်ကြောင့်မို့အေး နှုတ်နဲ့လွန်ကျူးတဲ့အကုသိုလ်၄မျိုးပြတယ်ဘယ်နှမျိုးပြ၄မျိုးပြလိညာပြောဆိုခြင်းတဲ့ပါလို့ချင်းလိညာပြောဆိုခြင်းအေးလိညာအကုသိုလ်မဖြစ်ဘူးလားဖြစ်တယ်ကိုလိန်လိုက်တာကိုတစ်ဖက်ကအဟုတ်ထင်ပြီးတော့သွားလို့ကိုကကြောက်တွန်းလိုက်တာကို तू ကအဟုတ်ထင်ပြီးသွားပြီးတော့လှုပ်ရင်သူ့ဘဝဒုက္ခရောက်အဲ့ဒီတိုင်ရောက်တဲ့အတွက်ကြောင့်ကို့မှာအပြစ်ရှိတယ်တဲ့အဲ့ဒါလိညာပြောဆိုခြင်းနောက်နံပါတ်1ကယံတိုက်ပေးခြင်း ပါလုပ်ခြင်းအေးရန်တိုက်ပေးခြင်းလူလူချင်းရန်တိုက်ပေးတယ်အဖွဲ့စည်းတစ်ခုနဲ့တစ်ခု ရန်တိုက်ပေးတယ်လူမျိုးချင်းချင်းရန်တိုက်ပေးတယ်ဒါမျိုးတွေမရှိဘူးလားအေးအဲ့ဒါမျိုးတွေရန်တိုက်ပေးရင်လေအဲ့ဒီရန်တိုက်ပေးတဲ့နောက်ွယ်ကနေတဆင့်တဆင့်ဆက်ပြီးတော့ဒုသူတော်စင်များပြည်တနာတွေဇင်လိုက်ဇက်တိုက်တက်လာရင်ကိုရန်တိုက်ပေးတာဖြစ်တဲ့အတွက်ကြောင့်ကို့မှာလေအကုသို့မဖြစ်ဘူးလားဖြစ်တယ်အဲ့ဒါကြောင့်လိညာပြောဆိုခြင်းရဲ့ရန်တိုက်ပေးခြင်းရဲ့ နောက်တစ်ခုကကျဉ်ဉဏ်ထဏံပြောဆိုခြင်းတဲ့ဘာလို့ချင်းကျဉ်ဉဏ်ထဏံပြောဆိုခြင်းနှုတ်ဝစီကိုမထိမ့်ဘူးပြောခြင်းဟာအကုန်ပြောတယ်ရန်ရန်ဆိုင်ဆိုင်နေပြောတယ်အော်ကြီးရဲ့ကျင်နဲ့ဆဲတယ်ဆိုတယ်ဒါမျိုးတွေမရှိဘူးလားအဲ့ဒါမျိုးလုပ်ငန်းတွေကိုဒုသူရစင်များလုပ်ရင်လေအဲ့ဒါနှုတ်နဲ့အာဟုသို့လုပ်တာတဲ့ဘာနဲ့နှုတ်နဲ့အာဟုသို့လုပ်တာအဲ့ဒါကြောင့်လိညာပြောဆိုခြင်းရယ်ရန်တိုက်ပေးခြင်းရယ် ကျဉ်ဉဏ်ထဏံပြောဆိုခြင်းရဲ့နောက်ဆုံးတစ်မျိုးကြတော့အကျိုး